ရသမြအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင် Get Hazards 9မိသားစုကရှင်ကျင်းမှုရှိပြီးတော့ညာရက်ကွက်ကလေးရဲ့စံပြပုတ်ကိုယ်လေးဖြစ်တယ်သူတို့မိသားစုမှာဆိုရင်ဇနီးဟီမာတမီးဟီမာနဲ့တာရိုဟန်တို့နဲ့အတူတကွသူတို့ရဲ့အိမ်လေးမှာပဲပျော်ရွှင်စွာနေကြပါတယ်သူတို့ရဲ့တံမိုးတွေနဲ့နာမည်တွေကလည်းရက်ကွက်တစ်ခုလုံးမှာကြော်ကြတယ်ဒီနေ့မှာတော့သူတို့ရဲ့အိမ်လေးချင်းဖြစ်တဲ့နီလန်က မုံမျိုးစုံနေတဲ့အတူသူတို့ရဲ့အိမ်ကိုရောက်လာတယ်။အင်ရှင်တို့အင်ရှင်တို့ဘုံမှာလဲနီလာရဲ့ဇကားကြောင့်အမေကြီးဟီမာကလည်းအင်ရှင်ကိုရောက်လာပါတယ်။ကျမမိဖို့ကြောင့်ကိစ္စလေးနည်းနည်းကြံသေးတာနဲ့အဲ့ဒါတွေကိုအပြီးတတ်နေတာမို့အင်ရှင်မှမရှိတာပါ။ကောင်းပါပြီဇကားမုတ်ချိုလေးတွေပါ။ဒါနဲ့ကျမပြောစရာရှိတယ်။ပြောစရာဟုတ်လားနီလန်။နင်အများကြီးတွေးတောမနေပါနဲ့တော့။အခုနင်းရဲ့သားကိုလည်းအင်တာချပေးတဲ့နဲ့အရွယ်ရောက်ပြီ။ မဟုတ်ရင်လည်းမြေးလေးတွေရတဲ့ပျော်ရှင်မှုကိုအသက်ကြီးလာမှခံစားရလိမ့်မယ်။အဲလိုစကားတွေပြောပြီးတာနဲ့နှစ်ယောက်သားကတားဖြစ်သူရှီဟန်နဲ့လိုက်ဖက်မဲ့ဆွေးမဖြစ်သူကိုစတင်ရှာဖွေပါတော့တယ်။ခနာချအောင်ရှာဖွေပြီးတဲ့နောက်သူရဲ့ရှာဖွေမှုက အတွေးခေါ်ပိုင်းမှာခင့်မိပြီးတော့ငယ်ရယ်တဲ့မင်းကလေးဒီဗီယာဆိုသူထံမှအဆုံးသက်သွားတယ်။အန်တီစမကခင့်မိတဲ့မင်းကလေးတယောက်ပါ။အန်တီတို့ကအိမ်ကိုအခုဆွေးမလေးလေးရောက်လာပြီဆိုတော့ နောက်ပိုင်းကစပြီးတော့ချင်းမလေးရဲ့ဘဝမှာပုံမှန်နေထိုင်တဲ့ပုံစံနေတိုင်းပဲအန်ဒီတို့အိမ်မှာလည်းအဲ့ဒီတိုင်းနေထိုင်လို့ရပါတယ်အန်ဒီရဲ့ယုံကြည်ချက်ကတော့ချင်းမဆိုတာလည်းတမိတယောက်ပဲလေအဲဒါကြောင့်အန်ဒီကအန်ဒီတို့ရဲ့ချင်းမလေးကိုဘလို့ကန့်သက်ချက်နဲ့မှချုံနောက်ထားခြင်းစိမ့်မရှိပါဘူးရောက်ကမစီရီရဲ့လွတ်လပ်တဲ့အတွေ့အခေါ်ကိုသိရှိပြီးသွားတဲ့နောက်မှာတော့ကမလေး TV ကရိုဟန်ကိုလက်ထပ်ဖို့အတွက်သဘောတူခဲ့တယ်။ဒေဗီယာနဲ့ရိုဟန်တို့နှစ်ယောက်သားရဲ့မင်္ဂလာပွဲကိုလည်းအမေဇီဟီမာတို့မိသားစုကခက်ခဲနာနာကျင်းပပေးခဲ့ပြီးတော့ သူမကလည်းဒေဗီယာကလည်းချွေးမတယောက်အနေနဲ့အဲ့ရဲ့အသေးမလေးတွေကစအကြီးကျယ်တာဝန်အလုံးကိုကကောက်မမော်ထမ်းဆောင်ခဲ့တယ်။ဒေဗီယာဆက်ပြုတ်တဲ့အစားအစာကိုလည်းလူတိုင်းကသဘောကျခဲ့တယ်။သူမရဲ့ရောက်မခေတနာကတော့ဒေဗီယာချက်ထားတဲ့ဟင်းတွေကို စားပြီးတော့မှတ်ချက်ပေးခဲ့တယ်။ချွေးမလေးမင်းချက်ထားတဲ့အစားအစာတွေက အရန်ကောင်းတာပဲ။သမီးရဲ့လက်ထဲမှာကအစားတောက်နဲ့သမီးဆွဲကပ်နေတယ်လို့ပါပဲလား။မင်းဘလောက်တောင်အရသာရှိတဲ့အစားအစာတွေကိုချက်ထားတာလဲ။ပြီးတော့ ဒီစံပြုတ်စမ်းထားတဲ့နှုတ်စီထမင်းကဝုန်းတကယ်ကိုအရသာရှိတာပဲအဲ့လိုအရသာရှိတဲ့အစားတွေကိုစားရတာကြောင့်ပျော်ရွှင်မှုကိုအရသာရှိတယ်လို့ခံစားရတယ်မင်းကြောင့်နေတိုင်းဒီလိုအရသာရှိတဲ့အစားအစာတွေကနေနေပေါင်းများစွာစားနိုင်တော့မယ်အရသာမရှိတာတွေကိုစားရတဲ့ဘွားကနေလွတ်မြောက်ကုန်ပြီပေါ့ဒါလေကျွန်မကရှင်ကိုအတုံးမကျတဲ့အစားအစာတွေပဲကျွေးခဲ့လို့လားအခုရှင်ကချွေးမလေးရောက်လာပြီဆိုတော့ကျွန်မကိုရှင်ရဲ့အမကြီးလို့သဘောထားတော့မလို့လား ဖေဖေကလည်းအရှုံးဖောက်နေပြန်ပြီမေမေဖေဖေကဟာသလုံးထက်တဲ့အကျင့်ရှိတယ်ဆိုတော့မေမေလည်းသိတာပဲကုန်အဲ့ဒါကြောင့်စကားမများနေတော့လေအဲ့လိုနဲ့ပဲဆက်စနာမိသားစုမှရေမောပျော်ရွှင်ခြင်းနေနဲ့ပြင်းထန်ခဲ့ပြီးတော့ဒေဗီယာကလည်းသူတို့တွေနဲ့လုံးဝကိုတဟဆာတာဖြစ်သွားခဲ့တယ်။တနေ့မှတော့ဒေဗီယာတယောက်ထမင်းချက်နေတော့ရုတ်တရက်ဆိုသလိုမူးမိကလည်းကြာသွားတယ်။အဲ့ဒါကိုမြင်တဲ့အမေကြီးဟီမာကအေးချွေးမလေးဘလို့ဖြစ်ရတာလဲ။ဒါလေးဘရိုဟန်ဒီကိုမြင်လာပါဦး။ သူ့မရေပြောစကားကြောင့်ရိုဟန်တယောက်ကလည်းဟီမာရှိယာစီကိုအမြဲပဲပြေးထွက်လာခဲ့ပါတယ်။ဒါလေးရိုဟန်အမေရဲ့ချွေးမလေးကဘာဖြစ်သွားမှမသိဘူး။ဒါရိုဟန်အမြန်ဆုံးဆရာဝန်ကိုခေါ်လိုက်။ရိုဟန်ကလည်းသူ့မရေပြောစကားအတိုင်းဆရာဝန်စီကိုအမြန်ခေါ်ယူခဲ့တယ်။အစိမ်ခဏလောက်ကြာတဲ့အခါမှာတော့ဆရာဝန်ကလည်းအိမ်ရောက်လာပြီးတော့ဒီဗီယာကိုဆစ်ဆစ်လိုက်တယ်။ဆရာ၊ "तू ကဘာဖြစ်တာလဲ။ तू ကဘာမှမဖြစ်ပါဘူး။အရာအလုံးကပုံမှန်ပဲ။"ချွေးမလေးကအရာအလုံးပုံမှန်ပဲဆိုရင် ဘာလို့တတိလေသွားရတာလဲဆရာခမရဲ့ချွေးမလေးအခုလိုဖြစ်သွားရတဲ့အကြောင်းကတော့သူမမကိုဝင်ရှိနေလို့ပါဆရာမကဟိမာတို့မိသားစုကိုပြောစရာရှိရတယ်ပြောပြတာနဲ့အိမ်ထဲကထွက်သွားတယ်ဒါဆိုအကူကမကြခင်ဖခင်ဖြစ်လာတော့မှာပေါ့အဟုတ်ဂုံယူပါတယ်အကူလေးအကူဖခင်ဖြစ်တော့မယ်ဒီနေ့ငါတကယ်ပြောတာပဲဒီဗီယာချွေးမလေးကငါ့ကိုဒီကဘာပေါ်မှာရှိတဲ့ပျော်ရွှင်မှုအားလုံးပေးလိုက်ပြီငါကလေးမင်းဘာလို့ကျန်လဲပြောစမ်း ဒီအဖွားကြီးဖြစ်တော့မဲ့သူကမင်းအမေရဲ့လိုအပ်ချက်အလုံးဖြည့်ဆည်းပေးပါမယ်။ဘာလို့ကျင်လဲတာပြော။အကောင်လုံးကပျော်ရွှင်နေကြပါမယ်။ဒီဗီယာကတော့ဒေါသကြီးစွာနဲ့မျက်နှာပြက်နေတဲ့အမူအရာတစ်ခုခုကိုပြန်ပြောလိုက်ပါရဲ့။ရိုဟန်။ဒါရီကပါရီလေ။ကျွန်မခလေးမလို့ကျင်သေးဘူး။ပြီးတော့ကိုလာလုံးလုံးဘိုင်းဘူနဲ့ရှောက်သွားနေရမှာကိုလည်းကျွန်မမကြိုက်ဘူး။ကျင်းပါလေ။ဒါကမင်းရဲ့ပထမဆုံးခလေးပါ။ကိုရဲ့ပထမဆုံးခလေးအကြောင်းကိုအဲ့လိုမပြောရဘူးလေ။ ငါတို့ရဲ့မျှော်လင့်ချက်အလုံးကဒီကလေးပေါ်မှာပဲမူတည်နေတာ။သူရောက်လာမဲ့သတင်းနဲ့တင်အိမ်မပျော်ရွှင်ချာတွေဘလောက်များသွားလဲချွေးမလေး။မမြင်မိဘူးလား။သူသားတကယ်ကဘာပေါ်ကိုရောက်လာရင်ဘလောက်တောင်ပျော်ရွှင်မှုတွေဆိုင်ယူလာမလဲ။ကြည့်ပါအောင်ချွေးမလေးဒေဗီယာ။ဂျာကဖျားသခင်ပေးတဲ့လက်ဆောင်မှာဂျာကိုဘယ်တော့မှပယ်ချလို့မသင့်ဘူး။လူတွေများကြီးကဒီလိုပျော်ရွှင်မှုမျိုးကိုရဖို့အတွက်ဂျင်စာတွေရုပ်ဆိုဖျားဆောင်နဲ့အများကြီးသွားပြီးတော့ဆူတောင်းရတယ်လေ။အဲ့ဒီအခါမှာမိခင်ဖြစ်ခွင့်ရကြတာ။ သူ့မိသားစုရဲ့အဲ့ဒီစကားလုံးနဲ့အားလုံးကိုနားထောင်ပြီးတဲ့နောက်မှာတော့ဒေဗီယာကမိသားစုရဲ့စကားကိုသဘောတူဖို့ကလွယ်ပြီးတော့တခြားရွေးချယ်ချင်မှရှိတော့ဘူးအခုချိန်မှာတော့မိသားစုအားလုံးကသူမကိုကောင်းကောင်းကြီးခရုစိုက်တယ်သူမကိုလည်းအိမ်လို့ဆိုဘာမှမလုပ်ခိုင်းမနဲ့တနေ့ကအားယူဖို့ပဲပြောတယ်ချင်းမလေးဒါကိုယူသွားအခုကစပြီးတော့ချင်းမလေးခန်းထဲမှာပဲနားရမယ်ညီာနဲ့အမေကပဲအိမ်လို့ဒီအတူလုပ်လိုက်မယ်ပြီးတော့ချင်းမလေးမင်းရဲ့တနေ့စားသုံးရမယ့်အသုံးအနှုန်းကိုလည်းအခန်းထဲမှာပဲတောင်းတတနဲ့စားရမယ် အခုချိန်ကစပြီးတော့ချွေးမလေးကလေကားဆက်တက်ထက်လို့ဆရာမလို့တော့ဘူး။ဒါပေမဲ့အမေကျွန်မအခုချိန်ထိခလေးမမွေးရသေးဘူးလေ။ဟုတ်။မင်းကဘသူကခလေးမမွေးခင်မှာရှောက်သွားရမယ်လို့ပြောတာလဲ။ချွေးမလေးအခန်းထဲမှာ TV ရှိတာပဲ။အဲဒါကြောင့်ချွေးမလေးဂီတကိုကြည့်ပြီးတော့ရမယနာကိုလည်းအေးအေးဆေးဆေးဖက်နိုင်တာပဲ။ငါကအမေစီကနေခလေးရှူလို့မရပါပဲ။အချင်းနေရမေးပြင်မဲ့လေအမေကငါ့ကိုအတော့မွေနဲ့အကြံဉာဏ်တွေပဲပေးနေတာ ကောင်းပြီ။ငါအဲ့ဒါတွေကိုခယူးမဆိုင်ဘူး။ငါအိတ်ချင်ပြီ။ငါအဲ့ဒါကိုပဲလုပ်တော့မယ်။ငါမနှက်စာကိုအမြန်စားပြီးအိတ်တော့မယ်။အိမ်ထဲမှာရှိတဲ့သူတိုင်းကလည်းပျော်ရွှင်နေကြပါတယ်။ဟိမာနဲ့နီယာတို့ကလည်းသူမတို့ရဲ့ချွေးမလေးအိမ်လုံးမလုပ်ခိုင်းတယ်လို့။ရိုဟန်ကလည်းသူမရဲ့ရောက်ကမကလည်းချွေးမလေးရဲ့အစားတောင်းတဲ့ပတ်သက်တဲ့တောင်းဆိုမှုအလုံးကိုဖြည့်ဆည်းပေးတယ်။ဒီမှာတော့ရိုဟန်ကအပြင်အနေခလေးပုံတွေယူလာပြီးတော့သူရဲ့အခန်းတစ်ခုလုံးမှာကတ်ထားလိုက်တယ်။ရိုဟန်တပ်ပါရီလေး မေမေကကလေးပုံတွေကိုကြည့်ရင်ကလေးမျက်နှာကဒီလိုဖြစ်တယ်လို့ပြောတယ်။အဲ့ဒါကိုငါကြားဘူးလို့အခုလိုပုံတွေချိန်ထားလေ။ရိုဟန်ရှင်လဲအဲ့ဒီဥစားတွေကိုဘာလို့ယုံကြည်နေလဲကျမနားမလဲဘူး။ကလေးတယောက်ဆိုတာကသူမိဘတွေရဲ့ပုံစံကိုယူမှာမဟုတ်ဘူးလားရိုဟန်။ဒီဗီယန်နဲ့ရိုဟန်တို့ကအဲ့လိုစကားပြောနေတော့မှသူရောက်ခမကလည်းအခန်းထဲကိုအယုတ်တင်နေအတူရောက်လာတယ်။မကြခင်မှာကျမတို့ရဲ့အိမ်ကိုရောက်လာမယ့်ဧည့်သည်တွေအတွက်ညီမအယုတ်တွေယူလာတယ်။နေရော မြမလေးဘာလို့မလို့အဖေပက်ဆန်တွေအများကြီးတုံးလိုက်တာလဲရှင်တို့တွေခဏလောက်နေကြပါဦးကျမရဲ့ပထမဦးဆုံးခလေးမှုကိစ္စကိုလေအပြေးတက်ပြရစီအောင်အဲ့လိုနဲ့လာပေါင်းများစွာကုံလုံးခဲ့ပြီးတော့ချင်းမလေးရဲ့ကိုဝင်တွေကလည်းတိုးလာပါတယ်ဒါကြောင့်မလို့ DVI မိခင်စိတ်ကလည်းသူ့ကလေးတွေပြောင်းလဲလာပြီးတော့သူမကလည်းခလေးနဲ့ဆက်ဆက်မှုကိုခံစားလာရတယ်အဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုတော့ခလေးက DVI ဘိုက်ထဲမှာကန်လိုက်မိတယ်ဒါကြောင့်မလို့ပဲ DVI ကလည်းအော်ဟစ်လိုက်ပါတယ် ဘာဖြစ်ကြလဲဒေဗီယာအဆင်ပြေလားရိုဟန်ခလေးကကန်လိုက်တာပေါ့ဘာမှမဟုတ်ပါဘူးအမေအမချစ်ရတာဟာသားပြက်လုံးတွေပြောတဲ့နေရာမှာတကယ်တော်ပုံမေသူမရဲ့ဟာသားပြက်လုံးတွေကိုလည်းကြတော့မိသားစုကသဘောဆပြီးတော့ရှင်မောလိုက်ကြတယ်အဲ့တော့ကိုမြင်တော့ဒေဗီယာမျက်လုံးတွေကနေပျော်ရွှင်မှုမျက်ရည်တွေကကျလာတယ်ဘာဖြစ်တာလဲချွေးမသမီးဘာလို့ငုံနေရလဲအမေအမေပြောတာမှန်တယ် မိခင်ဖြစ်ခွင့်ရဲ့ပျော်ရွှင်မှုကဒီကမ္ဘာပေါ်မှာအကြီးအမားဆုံးပျော်ရွှင်မှုပဲအခုကျမကလေးကို ခံစားနိုင်ပြီကျမရဲ့ကိုဝင်ဆောင်ကာလကိုပျော်ရွှင်စွာဖြတ်သန်းခြင်းနဲ့အဲဒီနောက်မှာတော့ JBI မိခင်စိတ်ကလည်းသူမရဲ့ကလေးစီကိုဥတည်လာပြီးတော့ကလေးပေါ်ထားတဲ့အချစ်စိတ်တွေကလည်းများပြားလာတယ် JBI ကဘိုက်ဘော်ကိုလက်တင်ပြီးတော့နိုင်ပါများစွာကလေးလေးနဲ့စကားပြောရင်းချစ်ချင်းမြတာကိုဖော်ပြနေခဲ့တယ်တစိမ့်ထဲမှာပဲအဖွားဟီမာကလည်းမကြခင်မှာရလာတော့မဲ့ကလေးအတွက် အဝိထယ်တွေဝင်းကပြီးတော့အဖိုးကလည်းပကတ်သစ်တစ်ခုဝယ်ပေးခဲ့တယ်။ရန်နေငယ်ကြပြီးတဲ့နောက်မှာတော့ JVI ကိုဝင်ဆောင်ကလာကလည်းကုလားပြစ်သွားခဲ့တယ်။သူမရဲ့ကိုဝင်ဆောင်ပွဲကိုလည်းမိသားစုကခက်ခဲနာနဲ့ကျင်းပပေးခဲ့တယ်။အဲ့ဒီဘွဲကိုသူမရဲ့အင်းကြီးချင်းနေနဲ့တက်ရောက်ပြီးတော့အင်းကြီးချင်းနီလန်ကတော့ဟိမကိုတခုခုပြောလိုက်တယ်။ဟိမနေတို့ရဲ့မိသားစုတွေကိုအကြခင်ရောက်လာတော့မယ့်ဧည့်သည်လေးအတွက်အလုံးကိုဂုဏ်ယူတယ်။နေတို့မိသားစုမကြခင်ပူကြီးလာတော့မယ်။ဒါနဲ့ ကိုဝင်ဆောင်ပွဲကိုငါတို့ကအရန်စီအောင်လုပ်ထားတာဘလို့လဲညီသဘောတွေ့ရလားဟိမာနဲ့နီလန်တို့ကအချက်ချင်းစကားပြောရင်းနဲ့ပဲပွဲတော်ကလည်းပြီးဆုံးသွားတယ်ရိုဟန်ငါလက်မခံနိုင်တော့ဘူးငါတကယ်မခံစားနိုင်တော့ဘူးဒီကလေးကိုအမြင်ထွက်လာဖို့အတွက်ပြောပြပါအောင်ငါသူ့ကိုပွေဖက်စင်လုံးလုံးတည်ရောမယ်ဒေဗီယာမင်းကပီဇာပို့တမမလို့သူကစစ်ချင်းထွက်လာရမှာလားသူပါသူအစိမ့်တိုင်ထွက်လာမှာပေါ့နောက်တည့်ရမှာတော့သူမရဲ့အမေက နိုးတစ်ခွက်တည်းကိုချောပတ်နှစုံထည့်ပြီးတော့ဒေဗီယာကိုတောက်ဖို့ပေးတယ်။ကျော့ယူတော့လိုက်ချိန်ပါလေ။ဂျာကာမင်းကိုခွန်အားရအများကြီးပေးလိုက်မယ်။ကလေးမွေးပွားတာလည်းပုံမှန်ဖြစ်လိုက်မယ်။ဒေဗီယာတယောက်ကနိုးကိုတောက်ပြီးတာနဲ့သူမရဲ့ဘက်ကနာစာပြူလာပြီးတော့မီးပွားဝေဒနာစတင်ခံစားလာရတယ်။လူရင်းကလည်းသူမကိုစေးုံစီရစီအလေးစလိုခေါ်သွားပြီးတော့သူမကလည်းလှပတဲ့သမီးလေးတူမွေးပွားခဲ့တယ်။အခုငါရဲ့မြေမလေးကလာမင်းလိုလှပလိုက်တာ။အခုငါသူ့ကိုအများကြီးချစ်ပေမယ်။ ငါလည်းမြေးမလေးကို ခလေးဘွားတော်ကငါမွေးလာတယ်လို့မျိုးမြင်းလောက်စည်းစီပြီးတော့အိမ်ပပလေးကိုခေါ်သွားပေးမယ်။ဒေဗီယာကခလေးကိုပေးဖက်လိုက်တဲ့အခါမှာစစင်းမြစ်တာတွေပြည့်ရှင်လာပြီးတော့တခုခုပြောလိုက်တယ်။သူဆိုပါတယ်ငါရဲ့နှစ်သမီးလေး။အမေမင်းကိုပေးဖက်ဖို့ဘလောက်တောင်စိတ်အားထက်သန်ခဲ့လဲကြည့်ပါဦး။မင်းရဲ့ပေပေဖိုးဖိုးအဖိုးဖွားတွေကမင်းကိုမြင်ရလို့ဘလောက်တောင်ပြောနေလဲ။အခုကြည့်ဖေဖေကမင်းရဲ့ပျော်ရွှင်မှုအသေးမွားလေးကဆားလို့ အကြီးကျယ်ရိထိဖြစ်စီပေးပြီးတော့မင်းကိုများကြီးချစ်ပေးလိုက်မယ်။နှစ်ရက်လောက်ကြာပြီးသွားတဲ့အခါမှာတော့ဒေဗီယာကလည်းခလေးနဲ့အတူတူသူမရဲ့အိမ်ကိုပြန်ဝင်ပြီးတော့သူမရဲ့အမေကလည်းအောင်ပွဲနဲ့ကြိုဆိုတယ်။ဒီလိုနဲ့ပဲချွေးမလေးရဲ့ပထမအုပ်ဆုံးသောခလေးကအိမ်ကိုပုံမတော့ပါစေခဲ့ပြီးတော့ဒေဗီယာရဲ့တွေးခေါ်တွေကိုလည်းလုံးဝပြောင်းလဲပစ်ခဲ့ပါဗျ။နှစ်သမီးလေးရောက်ရှိလာမှုနဲ့အတူအိမ်ကပို့ပြီးတော့တောက်ပလာခဲ့ပါဗျ။ ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်